မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကမင်းဆောင်နဲ့တွားရတာအရင်မဝေးတဲ့ပတ်ဝိုင်းတိမ်ပင်လေကိုတွားမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်ထွက်လာတာကတော့ညနေ6:00နာရီလောက်ပါလမ်းမှာပဲမိုးကချုပ်သွားတာပါလမ်းတွေကတော့တွားရတာအဆင်ပြေပါတယ်တချို့လမ်းတွေကတော့လမ်းမီမရှိလို့ဂယူဆိုင်ပြီးတော့ဝမ်းဖို့လိုပါတယ် လမ်းမှာဘာကိန်းမှလည်းမရှိပါဘူးတောင်ပေါ်ဝင်ရောက်တော့ရှစ်နိုင်ရှိနေပါပြီမင်းစောက်ကနီတောင်ပေါ်ထိကိုကျွန်တော်တို့ဆိုင်ကင်နဲ့လာတာနှစ်နိုင်ပဲကြာပါတယ်တန်းကတခါလေးယူလာတာမို့လို့နေရငါးပြီတော့ပဲတဲလိုက်ပါတယ်နေရငါးကကတော့300ပေးရပါတယ်ဒါကတော့6နိုင်ရီမနက်ခင်းပါတိမ်တွေအများကြီးရှိဖို့မျောလင့်ထားပြီးမြဲအလားမရှိသေးပါဘူး ဒါပေမဲ့အရန်လာပါတယ်ကျွန်တော်ထင်တာတော့နောက်လောက်တွေဆိုရင်တော့တိန်နေပုံများပြီးတော့ပူလာလာမယ်လို့ထင်ပါတယ်နေကတော့ထွက်လာပါပြီတိန်နေကတော့ဟိုးအောက်နာမှာပုံများတယ်ဗျအပေါ်မှာတိန်နေကပုံများတယ်မလို့ကျိုးရဲ့အိတ်နေရသွားပါမယ်ဒီနေရာရဲ့မနှက်ခင်ကတော်တော်လှပါတယ်တောင်နေကြားထဲမှာလုံးဝအေးပြီးတော့ အရင်နေလို့ကောင်းပါတယ်။ဆောင်းရသည်လည်းရောက်ပြီးမို့လူတွေလည်းအများကြီးလာကြပါတယ်။ဟိုးမှတိန်နေအဲ့ဒီကိုတွားနေကြတာပါ။ဒီလန်းကနည်းနည်းမှတ်တမ်းမို့စိတ်နှခံမှာတော့ဂယူးဆိုင်ပြီးတော့ဆင်းရပါတယ်။ဒီကိုလာမယ်ဆိုရင်တော့ကျွန်တော်တို့တံတားကနေလာလို့ရတယ်ပြီးတော့စားအုပ်ပြန်နေလာလို့ရပါတယ်။ အွန်လိုင်းရိုက်တဲ့သူတွေဗီဒီယိုလိုက်ရိုက်တဲ့သူတွေအများကြီးပါပဲအရန်ကြည့်ကောင်းပါနဲ့အရန်လာတယ်ဗျပန်းနေလည်းအများကြီးပွင့်နေပါပြီဒီချိန်လာတာကတော်တော်အဆင်ပြေတယ်ဗျအမေဆိုရင်ပန်းနေရဒီလောက်မရှိပါဘူးဟိုကျဲကျဲဒီကျဲပဲရှိတာပါအခုလိုစောင်းတွင်းကာလမှာဆိုရင် ပဲမင်းတွေအများကြီးပါပဲအခုကတော့တိမ်တွေနည်းနေပါသေးတယ်နောက်လာတွေဆိုရင်တော့တိမ်တွေပိုများပြီးတော့ပိုလာလာမယ်လို့ထင်ပါတယ်ဒီအောက်ဘက်ကပိုင်းခင်းရတော့တော်တော်လေးကျယ်ပါတယ် ပန်းတွေကလည်းအရန်လာပါတယ်ဒီကနေထွက်ချိန်ကလည်းအရန်လာပါတယ်အရန်ကြေးလို့ကောင်းပါတယ်ဒီထွက်ချိန်လာပြီးတော့တပ်ပုံရိုက်တာတွေဗီဒီယိုရိုက်တာတွေအများကြီးပါပဲဗျလူတွေအများကြီးလာလေကြပါတယ် ပြီးမှဆိုရင်ကျွန်တော်တို့အခန်းတွေကွန်ဒိုတွေလည်းငားလို့ရပါတယ်ဈေးကတော့အစားအစာရှိပါတယ်အများစုကတော့တန့်ယူလာပြီးတော့ဒီမှာလက်တဲကြတာပါတန့်နေဆိုရင်တော့ကျွန်တော်တို့နေရာကြီးပဲပြီးရတာပါကိုနေတဲ့နေရာပုံမူတည်ပြီးတော့ဈေးကတော့ကွာပါတယ်300 400 500 600ရှိပါတယ်မိသားစုတွေတငယ်ချင်းတွေနဲ့လာရင်တော်တော်လေးအဆင်ပြေပါတယ်အရင်လဲပြောဖို့ကောင်းပါတယ် ညအိတ်လာတာကပိုအဆင်ပြေတာမို့ညအိတ်လာဖို့ကိုပဲ recommend ပေးပါတယ်။ဒီတိုင်းမနေ့ဆက်ဆောင်မှာထလာပြီးတော့နေထွက်ခြင်းရလာကြည့်တယ်တပုံရိုက်ပြီးတော့ပြန်နိုင်ရင်လည်းအများကြီးပါပဲ။အဲ့လိုလာလို့လည်းအဆင်ပြေပါတယ်။ ဆုံးထိချစ်ပြီလို့ကျေးဇူးတင်ပါတယ်။မင်းဆောင်မှာတခြားလဲလွတ်ကောင်းတဲ့နေရာလေးတွေရှိရင်လည်းကွန်မန့်မှာရေးခဲ့ပြီလို့ရပါတယ်။